နိုင်30ကြာအပြည့်ခက်ရစဲကြောင်းရုရှားသမ္မတပူတင်ကကြေညာလိုက်ပြီးဒါပေမဲ့တိုက်ခိုက်မှုတွေဟာဆက်ရှိနေတုန်းပဲလို့ယူကရိန်းကပြောပါတယ်ရုရှားသမ္မတပူတင်ကရုတ်တရက်အပြည့်ခက်ရစဲကြေညာခဲ့ပေမဲ့တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေလို့ယူကရိန်းဆိုရကဆွဆွပြောကြပါတယ် AB 29ရက်နေ့မှာပူတင်ကရုရှားတပ်တွေကိုစီရင်လှုပ်ရှားမှုအားလုံး AB 20ရက်နေ့သကောင်းအချိန်ထိရထားဖို့မိန့်ထုတ်ခဲ့ပါတယ်ပူတင်ကအဲ့ဒီကြေညာချက်ကို Easter အပြည့်ခက်ရစဲလို့တောင်းလို့ခဲ့ပါတယ် AB 20ရက်နေ့ဟာခုနှစ်ရက် Easter နေ့ဖြစ်ပါတယ်။သူက나이ပေါင်း30ကြာမြင့်မဲ့အပြစ်ခတ်ရဲ့ဆေးရကာလာတွင်မှာတစ်ဖက်ကချိုးဖောက်လာတိုင်းကြီးအားလုံးအတွက်ရုရှားတပ်တွေအသွင်ပြင်ထားဖို့လည်းညွှန်ကြားခဲ့ပါတယ်။ယူကရိန်းသမ္မတဇီလင်စကီကယူကရိန်းကလည်းအဲ့ဒီကာလာတို့အပြည့်ရကျင်ညာမှုကိုသဘောတူကျင့်သုံးသွားမယ်လို့ပြောပေမဲ့ရုရှားကိုယ်တိုင်ကတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ဆွဆွဲသွားပါတယ်ရုရှားဘက်ကသာချွင်းချက်မရှိအပြည့်ခတ်ရစေးမျိုးအတွက်အသင့်ရှင်းနေပြီဆိုတာ လလလလပြသလာမယ်ဆိုရင်ယူကရိန်းဘက်ကလည်းရုရှားလုံရက်တွေပေါ်မူတည်ပြီးတင့်တော်သလိုတုံ့ပြန်ရမယ်ဆိုပါတယ်ယူကရိန်းရဲ့လှုပ်ဆောင်ချက်တွေဟာစနစ်တကျရှိမှလည်းဖြစ်ကြောင်းဇလန်စကီကလူမှုကွန်ရက်မီဒီယာမှာရေးသားပါတယ်နောက်ပြီးနှစ်နိုင်ငံကြားရပ်ပေါင်း30ကျောင်းအောင်ချင်းချက်ရှိအပြည့်ရထားဖို့အဆိုပြုချက်တစ်ခုကလည်းဇပွဲဝိုင်းမှာအသင့်ရှိနေပြီအဖြေကတော့ရုရှားကိုယ်တိုင်ကပဲအဆုံးဖြတ်ပေးရမယ်လို့ဆိုပါတယ် ပူတင်ကအပြစ်ခတ်ရေးဆွဲကြောင်းကြီးညာခဲ့ပြီးတဲ့နောက်ရုရှားရဲ့ကော့စ်နဲ့ဘယ်ဂိုရော့ဒေတာတွေထဲမှာတိုက်ပွဲတွေဆက်လက်ဖြစ်နေပါတယ်။ဒါပေမဲ့တခြားဒေတာတချို့မှာတော့သီးသီးတော်တော်ညစ်သက်သွားတယ်လို့ဇီလန်စကီကပြောပါတယ်။ American ဆိုရဟာရုရှားနဲ့ယူကရိန်းကြားရပောင်း30ကြာပြစ်ခတ်ရေးဆွဲရေးဂျာဝဲအစိုးပြုထားပေမဲ့ပူတင်ကတော့နှစ်ရက်မပြည့်တဲ့အပြစ်အဆုံးဖြစ်ချက်ကိုပဲကြီးညာခဲ့တာဖြစ်ပါတယ်။ပူတင်လုံးဆောင်တော်ဟာအမေရိကန်ဆိုရဟိုလည်းဂျီမဆိုင်ဘူးဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။ပူတင်ကသူကိုယ်တိုင်ပြစ်ခတ်ရဆဲဖို့အသိဖြစ်နေပါပြီလို့အရင်တုန်းကပြောထားမှုတာနဲ့ပတ်သက်ပြီး အခုကကြညာချက်တွေထုတ်လာပြီဖြစ်ကြောင်းဒါပေမဲ့ရက်30အစားနိုင်ရီ30ပြည့်ရမယ်ဆိုတဲ့အချက်ကတော့အကွာခြားသွားတယ်လို့ယူကရိန်းနိုင်ငံကြီးဝန်ကြီးကပြောပါတယ်။ကံမကောင်းတာတစ်ခုကပူတင်ရဲ့ကြညာချက်နဲ့လုပ်ရတဲ့ဟာထပ်တူမကြဘူးဆိုတာတမိုင်းကြောင်းရရှိနေပါတယ်။ပူတင်ပြောသူများစကားတိုင်းမယုံရဘူးဆိုတာနားလည်ထားပါတယ်။ ယူကရိန်းကရုရှားဘာပြောတယ်လဲဆိုတာထက်ဘာလုပ်မလဲဆိုတာပဲစောင့်ကြည့်မယ်လို့ယူကရိန်းနိုင်ငံသားဝန်ကြီးကပြောပါတယ်ပူတင်ဟာသူ့ရဲ့စူးစီးရရှိချုပ်ဗယ်ရာယူဂရာစီမွန်နဲ့တွေ့ဆုံခြင်းလူသားချင်းစာနာမှုဆိုင်ရာရှုထောင့်ကနေချင်းကပ်ပြီးတော့ရုရှားဟာအီစတာကာလပြည့်ရဲ့ကြေညာမှာဖြစ်ကြောင်းအဲ့ဒီကာလအတွင်းရုရှားတပ်အလုံးရဲ့စည်ရေးလှုပ်ရှားမှုရပ်တန့်မှုအမိန်ပေးကြောင်းပြောပါတယ်ယူကရိန်းနေနဲ့ရုရှားရဲ့စနမူနာအတိုင်းလိုက်နာမှုဖြော်လင့်ကြောင်းပြောပါတယ် တခွမလရရှာတရရန်သူဘက်ကရန်စားမှုဂရိချိုးဖောက်မှုမန္တမြောက်ကိုတွန်းလှန်ဖို့အတွက်အစဉ်အသင့်မှာပဲလို့ပူတင်ကဆိုပါတယ်2022ကစတင်ခဲ့တဲ့စစ်ပွဲအတွင်းကြိုတင်မကျင်ညာပဲရုတ်တရက်ပြည့်တာမျိုးကအခုဒီချိန်ပထမဆုံးမဟုတ်ပါဘူး2023ဇန်နဝါရီလတုန်းကလည်း Orthodox Christmas ကာလပြည့်ခတ်ရစဲခဲ့ပေမဲ့အဲ့ဒီအဆိုပြုချက်တွေနဲ့ပတ်သက်ပြီးနှစ်ဖက်မြင်နိုင်မရတာကြောင့်ပြက်ပြက်ခဲ့မှုတယ်လို့သိရပါဗျာ။